ီကတော့မိဘပြည်သူတွေစိုးရိမ်နေကြတဲ့ AB လာ24ရင်းနေကိုရောက်ရှိလာခဲ့ပြီလေးဖြစ်ပါတယ်။ဒီကနေ့မှာကိုရသမအထံခလင်ကြီးလာမယ်ဆိုပြီးတော့တစ်တော်ဘောကအချားမင်းဆရာလလိုဘောကင်းဆရာလလိုအထက်လန်းဆရာလလိုဂျွန်ဖာမစရီဆိုတဲ့သူကသူ့အသက်နဲ့အာမခံခဲ့တာလေးဖြစ်ပါတယ်။အခုလိုမျိုးပြည်သူတွေကိုငလင်ကြီးလာမယ်လို့ပြောတဲ့ဂျွန်ဖာမစရီကိုစစ်ကောင်စီဘက်ကနေပြီးတော့ MRTV ကနေ တဘောဝဘီစီမခန့်ခွဲမှုဥပဒေပုံမှန်29အရေးယူမယ်ဆိုပြီးတော့အရေးပေါ်ကြီးညာထားပဲမယ်လေအဲ့ဒီကောင်ကသူ့အတန်နဲ့အာမခံပြီးတော့ဒီကနေ့မှလာမင်းဆိုပြီးတော့ပြောဆိုထားတာလေးဖြစ်ပါတယ်ဒီကနေ့လာပြီးမှသူ့ကိုစကားဆက်ပြောကြပါဆိုပြီးတော့ဝေဖန်သူတွေကိုလည်းတုံ့ပြန်ထားခဲ့တာပဲဖြစ်ပါတယ်သူ့ရဲ့ဟောဂင်းကလွန်ခဲ့တဲ့မတ်လ28ရက်နေ့မှာလာခဲ့တဲ့ငလင်ကြီးနဲ့ပတ်သက်ပြီးတော့လည်းမှန်ခဲ့တာဖြစ်ပြီးတော့အခုလည်းအသည့်အချောက်ကိုလုံးဝမလွဲမသွေပဲ မှန်လိမ့်မယ်ဆိုပြီးတော့ပြောထားတာပဲဖြစ်ပါတယ်ဒီကနေ့မွန်တက်ဆန်နှစ်ခါကြီးကနေနေ့လယ်ဆန်နှစ်ခါကြီးကြားမှာအတိအချကိုလာမယ်ဆိုပြီးတော့ပြင်အားကကိုရသမအထက်ရှိမယ်ဆိုပြီးတော့ပြောထားခဲ့တာလေးဖြစ်ပါတယ်အလောက်ချက်တီကိုအာမခံလာပါပြီးတဲ့နဲ့အာမခံပါသေးတယ်ဗျာ American Glen လေးလာရေးကောမဒီကြီးဘူမိဗေဒကောမဒီကြီးဖြစ်တဲ့ USGS ကတော့မြန်မာနိုင်ငံမှာခနိတ္တသမအထက်လုံနေတဲ့ဂလင်ကဒီတစ်နှစ်အတွင်းမှာလာဖို့ကခနိရခိုင်လုံးမရှိသေးတယ် တတော်လေးကိုရခိုင်လို့ငဲပါတယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်เนาะအများဆုံးလာမေးဆိုရင်9ရက်သမား9ရက်သမား6ထိပဲ96ရခိုင်လို့98ရခိုင်လို့လောက်လာနိုင်တယ်ဆိုပြီးတော့ USGS ကအတိအကျကိုထုတ်ပြန်ထားတယ်ဒီနေ့အတွင်းမှာငလင်ပေါအခုခဏရကျော်လာဦးမှာကတော့အပြေချပဲဆိုပြီးတော့ထုတ်ပြန်ထားခဲ့တာကိုလေးတွေ့ရတယ်ငလင်ပညာရှင်သိပ္ပံပညာရှင်အားလုံးကလည်းငလင်ကနိုင်အတိအကျရက်တိကျခံမလို့မရဘူး အခုလိုမျိုးပြောဆိုတာကတော့ပြည်သူတွေကိုချင်းချောက်နေတာဖြစ်ပြီးတော့အတရားဥပဒေအရအေးအေးယူလို့ရရဲဆိုပြီးတော့ပြောဆိုအကြံပေးထားတာလည်းဖြစ်ပါတယ်။သူနည်းသူဆိုပဲစကောင်းစီကလည်းအေးအေးယူဖို့ထုတ်ပြန်ထားပေမဲ့ John Palmistry ကတော့သူ့အသက်နဲ့အာမခံပြီးတော့တကယ်လာမှတကယ်ဖြစ်မှသူပြောခဲ့တာတွေကိုမောင်မေကြီးဆိုပြီးတော့ပြည်သူတွေကိုထက်မှန်ချင်းချောက်ထားခဲ့တာလည်းဖြစ်ပါတယ်။ဒီကနေ့လာမေဆိုပြီးတော့သူ့အသက်နဲ့အာမခံထားခဲ့တာလို့ဆိုပါရစေ။ဆိုတော့ဒီကနေ့ဆောင်ကြီးရမှာပါ။ వోగింది హాలే తకాతలే చాయే టై సైనడాలో శితబారి సోరు బిరు బి సైచా బానో